ဒီရနေ့တော်တင်းမျိုးနေတင်ကုန်းရွာနေတိတ်တကားကြီးကုသလွန်သေမာကြီးတော်တင်းဝဲဒီသာစုအပေါင်းသူတော်ကောင်းတို့ကတရားမှုရှိတဲ့သံဃာတော်ရှင်မြတ်တို့ဟာမိမိတို့နေအိမ်မှာပြည့်ပြည့်ပြီးတော့ဘောဇနာဒါနသွားအလှူကောင်းမှုကုသိုလ်ကိုပြုလုပ်အားထုတ်ခြင်းဖြစ်တဲ့တိတ်တကားတွေလက်ဖြစ်နေတယ် ေရဏသုံးပါးနဲ့လည်းပဲနိစ္စတဲ့ပုဂ္ဂိုလ်ဖြစ်နေတဲ့အတွက်ဗราတရားကောင်းအောင်ဖျားဟောဖို့အလိုတော့ပါဓမ္မပုဒ်တာဖြစ်ဖို့ပဲဘုန်းကြီးအနေနဲ့ဟောပေးဖို့လိုပါတယ်ဒါကြောင့်ဓမ္မပုဒ်တာဖြစ်ဖို့ရာတရားစကားကိုပြောပြီးပို့ပေးပါလူတယောက်ရဲ့တန်ဖိုးဘယ်လိုတွက်မှာ ီလူဟာတန်ဖို့ဘလောက်ရှိသလဲတွင်နေနော်အဲ့ဒီတွင်နေလေးကိုနည်းနည်းလေးစဉ်းစားကြည့်ရအောင်အဲ့ဒါလည်းပတ်သက်ပြီးလူတယောက်ရဲ့တန်ဖို့ကိုတွတ်တဲ့ဘေးကပဝန်းကျင်ကတွတ်တဲ့တွင်နေကတခုမိမိကိုယ်ကိုမိမိတွတ်တဲ့တွင်နေကတခုတွင်နေနှမျိုးတွတ် အဲ့ဒါမှာကောင်းဝင်ခြင်းကတွေ့တဲ့တွင်လေးနဲ့မိမိကိုယ်ကိုမိမိတွေ့တဲ့တွင်လေးနဲ့ခုဘယ်မှာသွားပြီးတော့တွေ့တော့ဆိုတော့သုဘဗုဒ္ဓဆိုတဲ့လူလာယောဂသွက်ကနေတဲ့တောင်းစားရတဲ့ကောင်းစားအစဉ်ရှိတဲ့ပုဂ္ဂိုလ်ကြီးနဲ့ပြာမင်းနဲ့ပြောတဲ့စကားလေးရှိအဲ့ဒါလေးကိုနည်းနည်းလေးစဉ်းစားကြည့်ရအောင် ဒဂါကြီးကထုတ်ကဗုဒ္ဓကလူနာကလည်းပဲဆွဲနေသည်ပစ္စည်းမရှိတဲ့အတွက်တောင်းတယ်လို့စားရတယ်လူနာယောဂဆွဲနေတဲ့အတွက်ဆင်းရဲဆင်းရဲတဲ့အတွက်အချွေရံသင်္ဘဲလည်းမရှိဘူးသူတရားပဲတည်တာတနေ့တော့သူကမြတ်စွာဘုရားဟောတဲ့တရားပွဲကိုသွားပြီးတရားနာလူနာယောဂဆွဲတဲ့ပုဂ္ဂိုလ်ဆိုတော့ပရိသတ်ထဲကနာရဲအခုဘေးပဝန်ခလန်းလန်းကဝေးကနေပြီးတော့ ဒေယတအစုံကနာရနာရင်းနဲ့ခရတရားသဘောကျတရားရရပြောကြပါတရားပြီပေါ့နော်အဲ့ဒီပြီပေါ်ပြီးတော့အဲ့ဒီတရားပွဲကအပြန်ခါသူ့ကိုတရားမင်းကပြောတတိကျံမွေသူစင်းရဲဆိုတဲ့စကလုံးလေးနဲ့တရားကသူ့ကိုခေါ်တတိကျံမွေသူစင်းရဲ သူ့ကိုအဲ့ဒီလိုသိကြမွေသူစင်းရဲလို့ခေါ်တာကိုသောကောဘောဓာကသိတဲ့အခါကျတော့တရားငါအထီးကျန်တဲ့သူလည်းမဟုတ်ဘူးငါသူစင်းရဲလည်းမဟုတ်ဘူးသွက်ပြန်ပြောပြနော်လူနာယောဂသွားပြီးတောင်းသွားတယ်သူကသူကငါအထီးကျန်လည်းမဟုတ်ဘူးတဲ့သူစင်းရဲလည်းမဟုတ်ဘူးတဲ့ငါမှာဥစ္စာတွေရှိတယ်သူကပြောပြောတယ်နော်ဥစ္စာတွေရှိတယ် ဒါသူပြောတဲ့ဥစ္စာတွေကတော့ရာသီလသုဒ္ဓသောတာပညာဟိလိဝတ္တပါဆိုတဲ့သူတော်ဘုရားခန္ဓာပါကိုပြောနော်ဘုညာရီခန္ဓာပါကိုခေါ်လို့နော်ဘုညာသွန်နည်းကြီးပဲပြောပါဘယ်ပုံစံနည်းပြောမှာလဲနော်သူကဘာလို့အဲ့ဒီလိုပြောတာလဲဆိုတော့ဒါကြတဲ့နာမအတိပရာသီလသုဒ္ဓသောတာပညာဟိလိဝတ္တပါဆိုတဲ့သူတော်ဘုရားခန္ဓာပါရှိတယ်တဲ့အဲ့ဒီသူတော်ဘုရားခန္ဓာပါဥစ္စာပဲ အဲ့ဒီဥစ္စာရှိတဲ့အတွက်ဘာသူစင်းရမဟုတ်ဘူးနော်အဲ့တော့သူတို့ကနော်သူစင်းရမဟုတ်ဘူးအဲ့ဒီသူတို့ကောင်းတရားနဲ့ငါကရှင်းပြီးတော့နေတဲ့အတွက်တဲ့ငါမှအဲ့ဒီသူတို့ကောင်းတရားဆိုတဲ့အဖို့ရှိတယ်အဲ့ဒီအဖို့ရှိတဲ့အတွက်လည်းပဲငါအကြည့်ပြန်မဟုတ်ဘူးဘာသူပြောုံနဲ့ကောင်းလဲအဲ့လိုပြောတာဆိုနော်အဲ့တော့အဲ့ဒါကိုဘုန်းကြီးတို့ကတွေ့ရဘယ်လိုတွေ့ရမှာလဲ ုရကတရားကသူ့ကိုခေါ်လိုက်တာကြီးကြမွေသူဆင်းရဲဆိုတာကတရားပဲကအမြင်ဟုတ်တယ်မဟုတ်လားဒီဘေးကမြင်တဲ့အမြင်နော်ဒီကလူကသူ့ကိုကြည့်ပြီးတော့ဒီသူဟာလူလာယောဂါနဲ့ဆွဲနေတယ်တောင်းနဲ့စားရတယ်သူ့မှာအရှင်ဟန်ပြင်းပြင်းလေးမရှိဘူးဘာကြောင့်သူ့ကိုကြည့်ကြမွေသူဆင်းရဲသူတရားတို့အမှတ်ကြီးအဲ့ဒါဘေးကအမှတ်နော်သူကပြန်ပြောလိုက်တဲ့အခါကျတော့ဟာ သရတရားလည်းရှိတယ်၊ပြီလာလည်းရှိတယ်။ဓမ္မဘုံသုတာလည်းရှိတယ်၊ပညာလည်းရှိတယ်။မကောမှုအကုသိုလ်ပြုရမှာရှက်တတ်တဲ့တရားလည်းရှိတယ်၊ကြောက်တတ်တဲ့တရားလည်းရှိတယ်။ဒီတရားတွေဟာဥစ္စာတွေပဲ။အဲ့ဒီဥစ္စာတွေရှိတဲ့အတွက်အာသုစင်းရဲ့ပုဂ္ဂိုလ်ဘာလို့ပြောလဲ။နောက်တကအဲ့ဒီတရားနဲ့ရှင်းသန်းပြီးတော့နေတဲ့အတွက်အမှအပေါင်းပေါ်ရှိတယ်။တရားဒီပဲတည်းနဲ့ပေါင်းပေါ် ဘာကြောင့်ငါအတီးပြန်လည်းမဟုတ်ဘူးဆိုတော့အဲ့ဒီမှာဥစ္စာဆိုတဲ့ကိစ္စလုံးလေးကိုဘုန်းကြီးကပြန်ကြည့်ရအောင်နော်ခရဲတော့ကျလို့အရင်ကဥစ္စာလို့ခေါ်နေတယ်စီးပွားဥစ္စာဟုတ်တယ်မနော်စီးပွားဥစ္စာစီးပွားဥစ္စာဆိုတာတခါကြီးတော့မွေးရှာကြလာပြောတာမဟုတ်လားမွေးရှာလို့ရရင်စီးပွားဖြစ်တယ်ခေါ်တာနော်ဥစ္စာတွေရှိတယ်ခေါ်တာနော်ဒါကဥစ္စာခေါ်ဒါကအရတာတွေ့တာနော်အရတာတွေ့ကြည့်ရအောင် ဘာတို့ရီငွေကိုဥစ္စာလို့ခေါ်တာဥစ္စာဆိုတဲ့ဇေတုံးကသုံးဆွဲလို့ရတဲ့ပစ္စည်းကိုဥစ္စာဟုတ်နော်သုံးဆွဲလို့ရတဲ့ပစ္စည်းကကိုလိုချင်တာကိုဒီပစ္စည်းနဲ့ဖက်လဲယူလို့ရဟုတ်လားခဏငွေရှိရင်ရတယ်လေနော် ဒါကြီးလိုရင်းတဲ့ပြည်စည်းငွေနဲ့ရှားလိုက်ရတယ်မလားလို့ဒါကြီးကားလိုရင်းတဲ့ဆိုငွေကြည့်ရင်ကားနဲ့ဝယ်လို့ရတယ်တိုက်လို့ရင်းတဲ့တိုက်ဝယ်လို့ရတယ်လေဒီငွေဟာကိုလိုချင်တဲ့ပြည်စည်းကိုဖလဲပြီးတော့ယူလို့ရတဲ့ပြည်စည်းအဲ့ဒီပြည်စည်းရှိတာကိုဥစ္စာရှိတယ်လို့ခေါ်တာပေါ့နော်အဲ့တော့အဲ့မှာစဉ်းစားကြည့်လိုက်နော်ငွေဟာ ကိုလိုချင်တဲ့ပစ္စည်းနဲ့ဖလှယ်လို့ရတယ်ပစ္စည်းလိုလို့ရတော့เนาะငွေဆိုတာကကိုလိုချင်တဲ့ပစ္စည်းနဲ့ဖလှယ်လို့ရတယ်ပစ္စည်းကိုငွေပေါ်ပို့တာပေါ်တယ်လို့အဲ့တော့ဥစ္စာဆိုတဲ့စကားလုံးကိုဒီပတ်ပေါ်အဲ့ဒီမှာရတယ်ဥစ္စာဆိုတာကိုလိုချင်တဲ့ပစ္စည်းကိုသူကနေပြီးတော့ဖလှယ်ပြီးတော့ရအောင်လုပ်ပြီးတဲ့အစွမ်းသားပစ္စည်းရဲ့ဒီဒီဥစ္စာပေါ်တော့ဒီဥစ္စာဒီလိုဆိုလို့ရှိရင်သူပြောတဲ့ ဒါဒါဒီလာကုသသာဃာတိယာတွေကဥစ္စာဘယ်လိုလုပ်ဖြစ်မလဲအားကြီးရနော်အားကြီးလို့ရှိရင်ဘယ်နှပါးတည်းရနှပါးလောက်နေမှာတုတ်ပြခုမှသာတရားဟောမှာအဲအာယုသာဝင်တော့မိုင်းတော်တင်ဝင်လို့သာတရားရှိတယ်မို့လားလို့ဒီသာတရားကိုလည်းသာတရားကမလို့ပြောတာလေသာတရားကကုသိုလ်အလုံးရဲ့အခြေခံပဲ ။တရားတရားရှိတဲ့ပုဂ္ဂိုလ်ကဘယ်ကုသိုလ်မျိုးဖြစ်နိုင်လဲ။ဒါဘုရားဟောတဲ့တရား။နော်။ဘာတရားရှိကြတဲ့ပုံပေါ်မှာဘယ်လိုလုပ်လို့ရှိနေလဲဟုတ်တယ်မဟုတ်ဘာတရားမှမရှိရင်တော့ဟုတ်တယ်ဘာလို့ဒီမှာမဖြစ်နေတယ်တမပါဘူးအဲ့လိုဆိုလို့ချင်းဒီတရားတရားဟာကုသိုလ်ဖြစ်ဖို့အတွက်ညီညီတန်တန်မှာကုသိုလ်ဖြစ်ဖို့အတွက်ထက်လေယူလို့ရတယ်ဒီဖြစ်ပါဟုတ်တယ်မဟုတ်လားမှန်ပါ သရတရားနဲ့ကုသိုလ်လုပ်လို့ရတယ်သူသရတရားရှိတယ်ပြရှိတော့ခင်ဗျားတို့တူတယ်ပြတူတော့ဒါနာကုသိုလ်ပဲဖြစ်လာသရတရားရှိတယ်ပြရှိတော့ဒီလဆောင်တယ်ဗျာဒီလကုသိုလ်မဖြစ်လာဖြစ်တယ်နော်သရတရားရှိတယ်ရှိတော့တရားအထုတ်လိုက်တဲ့ဘာဝနာကုသိုလ်မဖြစ်ဘူးလားဖြစ်တယ်နော်ဒီသရတရားကကုသိုလ်တွေအလုံးကိုဖလဲပေးတဲ့ပစ္စည်းဖြစ်သွားဟုတ်လားမှန်ပါဗျာအဲ့ဒါဆိုရင်ဒီသရတရားဟာဥစ္စာပဲတို့ဒီလိုပြောတာမှန်ပါဗျာဘာဝနာသရတရားရှိတယ်သရတရားရှိလို့ကျငါလိုချင်တဲ့ဒီကုသိုလ်တရားကိုအာဒီသရတရားเนี่ย ခလေးယူလို့ရတဲ့အတွက်အာဘူးရှင်ရဲ့တယောက်မဟုတ်ဘူးတဲ့သွားလို့ရနော်အဲဒါဒါဆိုရင်တော့သွားမှာနဲ့နော်မှန်တယ်နောက်တီလာလေးကြည့်လိုက်အောင်တီလာဆိုတာဘာခေါ်တာလဲဆိုလို့အာယကဆောင်းသိန်းတာနဲ့ပုံစီကဆောင်းသိန်းတာကိုတီလာလို့ခေါ်နော်မှန်ပါလူတယောက်ဟာကာယကံဝစီကံတပားကိုစောင့်သိနိုင်တယ်ဆိုရင်ဒီလူမှာကုသိုလ်ရှိဖို့ခက်ပါခက်ပါဘာခက်တော့နော် အဲအလုံးဝစီကတာစောင့်နေနိုင်လို့ရှိရင်သူ့သူကအလုံးလုံးကိုပြည့်ပါအဲ့ဒီစောင့်နေနေတယ်လို့ဖြစ်နေဟောဒါဒီလားဟာလေးပဲကုသိုလ်ရဖို့အတွက်ခလဲယူလို့ရတဲ့တရားပဲနော်ကျမပါဒါဒီလားရှိမှဒီနေ့ဟာဖြစ်ပါလေကျမအဲ့ဒါကျတော့ဘုန်းကြီးကြတော့ဘုန်းဘုန်းကြီးတော်ဒီလားလည်းယူတယ်ဘုန်းကြီးဒီလားမရှိရင်ဗာတရားအားထုတ်လို့မမရဘူးနော်မရဘူးညနော်ဘုန်းကြီးရဘူး လီလာတရားတွေအားလုံးရဲ့အခြေခံသူဟာလည်းပဲဖြစ်တယ်ဒီတိလာကနေမှာတဲ့ဘုသမารီကိုတဲ့ရမှာပညာကိုတဲ့ရမှာလေသမารီပညာသမารီတဲ့နိုင်မှာဇာမေကြီးကဘုရားရမှာပညာနဲ့နိုင်မှာဒီပဒနာတဲ့နိုင်မှာသောတာပန်သရဏနာဂါလည်းဖြစ်ပါလေဒီတိလာဟာဇာမေကြီးတဲ့ဘုဘုလို့ရှင်တယ်ဆိုရင်လည်းပဲတိလာနဲ့လေရဝိပဒနာအထုတ်ပြီးတော့လက်ရဖို့ရလို့ရှင်တယ်ဆိုရင်လည်းဒီတိလာနဲ့ပဲလေယူရမှာ အဲ့တော့ဒီလေလာဟာလည်းပုံစံတစ်မျိုးပဲသူကဥစုခလဲယူလို့ရနော်အဲသူကြတော့ခုနကတရာတဲ့စာလို့ရှင်သူကပိုးပြီးတော့၄စာသွားနော်သူတို့ကတရာကတော့ပမာဝင်နေတူတယ်သာတော့ဒီနာကတော့ဘောလာနဲ့တူတယ်တကယ်တော့လုံးပြရဟုတ်တော့လားပမာဝင်ကပမာနိုင်ငံပဲလုံးလို့ရလေဟုတ်လားအဲသီလရှိတာလို့ရှိရဲ့အဲ့ဒီသီလဟာလူဘဝရောက်တဲ့ဒီသီလကလုံးလို့ရတယ် နတ်ဘဝနတ်ဘဝရောက်တယ်လို့ရတယ်ကမကြီးရောက်သုံးလို့ရတယ်ဟုတ်ကဲ့လိုးတဲ့နေလည်းသုံးလို့ရတယ်ဘုန်းကြီးဝတ်တဲ့နေလို့ရတယ်ဒီတိလရှိမှရမှာလေကမကြီးဒီတိလကုသူကဘယ်နေရာသွားသွားဘယ်ဘဝသွားသွားသုံးလို့ရတယ်ပြလေလို့ရတယ်သူကလည်းပဲဥစ္စာတကူဟောကတိလားဒါကြောင့်မလို့သူကသူ့မှာတိလရှိတဲ့အတွက်သူ့မှာဥစ္စာရှိတယ်အဲဒါကြောင့်သူကလူစင်းရတဲ့အောင်မဟုတ်ဘူးပြောတာနော်ကျမအဲ့တော့ဟီရီယိုတပ်ပါဆိုတော့ပို့ပြီးတော့သင်ကြားပါတယ် နော်အဲ့အဲ့ဒါတွေကိုတော့မပြောတော့ပါဘူးသူကပြောကျင်တာလူတယောက်ရဲ့တန်ဖိုးကိုတွက်တဲ့နေရာမှာဝိပဝင်းကျင်ကတွက်တာကသူ့ရဲ့အခြေအနေကိုကြည့်ပြီးတော့ဒီလူဟာတောင်းခံရတဲ့အတွက်သူစင်ရဲ့ဆိုပြောတာဘုရားလူနာကြီးစွဲနေတဲ့အတွက်ကြည့်ကြဘုရားဘုရားမှာပေါ့ဘုရားဘုရားမှာကတ်တာကိုပြောတာလေကျမကပဝင်းကျင်ကပြောတာသူကသူ့ဘက်ကရတော့တွက်လိုက်တဲ့အခါသူဟာသူစင်လည်းမဟုတ်ပါဘူးတဲ့အကြည့်ကြလည်းမဟုတ်ပါဘူးတဲ့ တရားနဲ့ဘုရားကိုပြောပတ်နေတဲ့အတွက်ဒီတရားတွေကသူ့အတွက်ပေါ်နေပါပဲအခုကပေါ်ရှိသွားပြီလို့လူတရားရဲ့တဘိုးကိုတွေ့တဲ့နေရာမှာဘေးပဝန်းကျင်ကတွေ့တာကရစ္စည်းအမြင်နဲ့ကြည့်ပြီးတော့မှသူကဆုံးဖြတ်ဟိုကမကွန်းကံတာကဖြစ်တဲ့တရားနဲ့ဖောက်ပြီးတော့သူကတွေ့အဲ့တော့သူ့အတွက်ဒီအရာဆိုရင်တော့သူဟာလူတဘိုးရှိတဲ့လူတရား ဘုရားကိုယ်တော်ကြီးရနော်ကျေးဇူးပါဘုရားဟောတော်မူတည်တည်ပြီးတော့အဲ့ဒီတော့ကိုဒါကိုဘုန်းကြီးတို့ကဘာယူရမှာလဲဆိုလို့ရှိရင်အော်လူတံဘုရားအဲ့ဒီလူအပြင်ကလူတွေကတွေ့တယ်ဆိုတာကသူတို့အမြင်နဲ့သူတို့မှန်းနဲ့သူတို့စိတ်ကူးနဲ့သူတို့တွေ့တာငါဘက်ကလည်းငါစိတ်ကူးနဲ့ငါအတွေ့နဲ့ငါတွေ့ယူရမှာလို့အဲ့လိုတွေ့ရမှာကျေးဇူးပါဘုရားသူများကသူတို့ပြောတာကြီးကြည့်ပြီးတော့သွားမြင်ကြတယ် သူတို့ကတော့ကြိုက်ရင်ကောင်းတယ်ပြောမှာပေါ့မကြိုက်ရင်မကောင်းဘူးပြောမှာလေကျမပါဗျာသူတို့ကြိုက်ရင်တာဝန်ကြီးတယ်ပြောမှာပဲသူတို့မကြိုက်ရင်တာဝန်မရှိဘူးပြောမှာပေါ့ဗျာဟုတ်တယ်မလားကျမပါအဲ့တော့သူတို့မဝန်ကျင်ကတော့တာကိုမရှိဘူးလေကိုယ့်ဘက်ကဟာကိုတွေ့ရပြောငါ့မှာအာဟုအာနာပြုလောက်တဲ့ဥစ္စာရှိလားရှိလားဟုတ်တယ်မလားရှိရင်ငါမဆင်းရဲဘူးတာမှာလေငါအာတရားနဲ့ပြောပတ်ပြီးတော့တရားနဲ့ရှင်တွဲပြီးတော့နေတဲ့သူဟုတ်ကလားလို့ကြည့်လိုက်တရားနဲ့ရှင်တွဲပြီးတော့နေတဲ့သူဟုတ်တယ်ဆိုငါမှာပေါ်ရှိတယ်အဲ့ဒါမှတကယ်ပေါ်ဖြစ်နေလေ ်နော်ဘောစီသူကဘောဟာရီကမတင်ကြဘူးသူတို့လည်းတဲလို့ပေါ့မှာမတဲလာတာမဟုတ်ဘူးတော်လားဒီတရားတော့ကိုကျင်သုံးနေတဲ့တရားတော့ကိုနဲ့ရှင်းနေတာဖြစ်တဲ့အတွက် तू ကလိုက်တော့မှာပြုလို့တော့ဟုတ်တယ်မလားကိုတော့လိုက်တော့မှာဖြစ်တဲ့အတွက် तू ကအမြဲတွဲတဲ့အဖို့ဟုတ်တယ်မလားအဝန်းကျင်လူကအမြဲတွဲတဲ့ပုံမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့လူတယောက်ရဲ့တန်ဖိုးကိုတွဲတဲ့အခါဘေးကအဝန်းကျင်ကအမြဲနဲ့တွဲတာနဲ့မိမိရဲ့အန္တရာယ်ရှိတဲ့ တရားနဲ့တွေ့တာပဲကိုယ်တွေ့ရင်းနဲ့ကိုယ်တွေ့တာပါသဘာဝလည်းကြားတယ်အမှန်လည်းမှန်တယ်ဘုရားဟောတရားနဲ့လည်းတိုက်တယ်အဲ့တော့လူကိုတန်ဖို့တွေ့လို့ရှိရင်ကိုယ့်ဟာကိုယ်ပဲတွေ့ကြည့်တာအကောင်းဆုံးပဲအဲ့ဒါကမလိမ်လိမ်လို့ရဘူးကိုယ့်ဟာကိုယ်တွေ့တာဆိုတော့လေပညာလိမ်လို့ရတယ်ဒီပညာတည်းကြည့်အောင်လိမ်လို့ရတာဒိတာပဲလေးတာဟုတ်လားလူကြီးလူဟောအားဆောင်လိုက်ရတယ်လေတို့ကနော်အားဆောင်လို့ရကိုယ့်ဟာမရဘူးလေမရဘူးအဲ့ဒါကြောင့်မို့တော့ ဟိုတန်ဖိုးဟာအဲ့လိုတွေ့ကြည့်ရတယ်အဲ့တော့ကိုယ့်ကိုယ်ကိုတန်ဖိုးချင်းတဲ့လူတယောက်ဖြစ်အောင်လာကိုယ့်ဟာကိုယ်ပဲလုပ်ယူပါဟုတ်တော့လားကိုယ့်ဟာကိုယ်လုပ်ယူပါကိုယ်ကလုပ်ပြီးတော့ကိုယ်ကကိုယ်ပဲဆုံးဖြတ်ချက်ရတဲ့ငါဟာတန်ဖိုးရှိတယ်လို့ပြောရမှာလေအဲ့ဒါဆိုရင်ဘယ်လို့မှမမှန်းနိုင်တော့ဘူးနော်အေးအဲ့ဒါလေးကိုကြည့်ပြီးတော့ဩလူတန်ဖိုးတွက်တယ်ဆိုတာကတွက်နေရအဲ့ဒီကောင်ကကို့ရှိတယ်ကိုယ်ကကိုယ်ပဲတွက်တာကမှအကောင်းဆုံးအမှန်ဆုံးပဲ ကိုယ်တန်တာမှာဥစ္စာရှိတာမရှိတာရှိမရှိသေးဘူးဆိုရင်ရှာလေဟုတ်တယ်ဟုတ်လားနော်မရှိသေးဘူးဆိုရင်ရှာတော့နော်ငါ့မှာတရားနဲ့နေတတ်တဲ့အကျင့်ရှိတာမရှိတာရှိမရှိသေးရင်ကျင့်ရင်နော်ပြည့်ပြည့်ရောပါလေတရားလေးနဲ့နေပြီးတော့နေတတ်သွားပြီဆိုရင်ငါအပေါ်ရှိတယ်ဘယ်သူမှဆန္ဒမလာတကိစ္စမရှိဘူးဟုတ်တယ်မလားကဲတမ်းကြည့်ဦးဒီလိုတရားလုပ်ဘူးအရဟံအပေါ်ရှိတယ်ငါတရားပေါ်နေတာလေးမှာဆိုအဲ့ဒီလိုလေးသုံးပြပြီးတော့ဈေးသွားလို့ရှိရဲ့ ပြည့်စုံပါလည်းပဲဘုရားချမ်းသာပါလေနော်ဘုရားလည်းချမ်းသာပါလေအဲ့တော့ကြောက်လို့ကိုယ်တံဖို့ကိုပြီးပြီးတော့ဘုရားလေးနဲ့ပြုစင်းသွားတော့နေပြီးတော့ကောင်းမှုကုသိုလ်တွေပြုသွားမယ်နှလုံးသွင်းပြီးတော့ဒီသက်ချနော်ဒါဆိုဣဇဘတ်တိုင်းပြီးတော့လိုက်ဆို